ကိုကိုကိုဆုံးမခြင်းဆက်တည်းခွဲရမှာကြောင်းရင် အစာကလေးကမတွဲတာကောင်းတယ်တွဲတယ်ဆိုတာခွဲခြင်းရဲ့အကြောင်းပါဘသူတွေဘလောက်ပဲအတွဲကောင်းနေကြပါစေအမဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လေမြဲတဲ့သူနဲ့ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အသေးခွဲပဲกว่าတယ်ဆိုတော့ကတွဲမင်းအလို့ခွဲကြတဲ့အခါအခွဲကောင်းမှုပဲစူးစမ်းရမယ်အမုန်းနဲ့မခွဲပဲအပြုံးနဲ့ခွဲနိုင်အောင် အချင်းနဲ့မခွဲပဲအနစ်နဲ့ခွဲနိုင်အောင် မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင်အာကုသူနဲ့မခွဲပဲကုသူနဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်အချိန်တန်ရင် ခွဲရမယ်ဆိုတဲ့အသည့်ကိုစင်ကျင်းပြီးတွဲနေတဲ့အချိန်မှာအလွဲတွေမများဘူးအတွဲလွန်ပြီးအစွဲလွန်ရောဂါမဖြစ်ဘူးအတွဲများတဲ့အလွဲအမားကြောင့်ငရဲသွားတဲ့အထိမရောက်ဘူးသတိပြုကြရမယ်အကောင်းဆုံးကတော့အတွဲနဲ့အခွဲကိုသတိပြုပြီးမမြဲကြလို့ခွဲကြတဲ့အခါလွဲတွေနဲ့မခွဲကြပဲ အချိန်တန်လို့ခွဲကြရတာလို့သဘောထားမနှောစိတ်အားကောင်းအောင်သာကြိုးစားကြဖို့ပါပဲ